စ္စတာပွဲတော်ကာလယူကရိန်းမှာအပြစ်ရရန်ရုရှားသမ္မတအမိန့်ထုတ်ပြန်ရုရှားသမ္မတဗလာဒီမာပူတင်ကအစ္စတာပွဲတော်ကာလယူကရိန်းမှာအပြစ်ခက်ရက်ဆဲထားမယ်လို့ထုတ်ပြန်ကြေညာလိုက်ကြောင်းရုရှားသတင်းမီဒီယာတွေမှာဖော်ပြထားတာကိုကိုးကားပြီး CNN သတင်းမှာရေးသားထားပါတယ်အစ္စတာပွဲတော်ကာလအတွင်းရုရှားသမ္မတဗလာဒီမာပူတင်ကယူကရိန်းနဲ့အတူတုံပြစ်ခတ်ရက်ဆဲကြောင်းကြေညာခဲ့ပြီးအမေရိကန်ဥဆောင်တဲ့အစစ်ဆက်ညှိနှိုင်းမှုတွေရပ်တန့်နေချိန်မှာ ရုရှားဘက်ကအခုလိုကြေညာချက်ထုတ်ပြန်လာတာဖြစ်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးယူကရိန်းသမ္မတဗိုလိုဒီမာဆီလမ်စကီစီကဗတ်တုံးပြန်ခြင်းမှမရသေးပါဘူး။ဒါပေမဲ့ယူကရိန်းဘက်ကလည်းအလားတူအပြစ်ခံရက်စဲမယ်လို့မျှော်လင့်ကြောင်းရုရှားအစိုးရဘက်ကပြောပါတယ်။ရုရှားဘက်ကတိုက်ခိုက်မှုတွေကိုအပြီလ20ရက်နေ့ဒေသဆန္ဒချင်းညနေ6နာရီကစပြီးညတကောင်ရံအထိရက်စဲထားမယ်လို့ရုရှားသမ္မတကဆိုပါတယ်။ ရုရှားဘက်ကရန်လိုမှုအလုံးကိုရက်သက်ထားပြီး ယူကရိန်းဘက်ကကျွန်တော်တို့ရဲ့စံနမူနာကိုလိုက်လုံမယ်လို့ယူဆကြအောင်ရုရှားသမ္မတကပြောကြားထားပါတယ်။သမ္မတပူတင်အစ္စတာဘွဲတော်ကလည်းအပြည့်အမှုကနေတာရှင်ငင်းချင်းရဲ့သဘောတူညီချက်တစ်ခုရရဲ့ဆွေးနွေးညှိနှိုင်းတဲ့အထိဖြစ်လာနိုင်မလားဆိုတာကိုတော့အတိအကျမသိရသေးပါဘူး။ တကယ်လို့ညဉ့်ဉဏ်ရေးသဘောတူညီချက်တစ်ခုရရေးခက်ခဲအောင်ရုရှားအစိုးရဒါမှမဟုတ်ယူကရိန်းအစိုးရကလုပ်လာမယ်ဆိုရင်အမေရိကန်ကနောက်ထပ်ဆွေးနွေးမှုတွေမှာကြောင်းဝင်ဆောင်ရွက်မှာမဟုတ်တော့ဘူးလို့အမေရိကန်သမ္မတထရပ်ကသတိပေးခဲ့ပြီးမှပဲအခုလိုအစ္စတာကာလပြည့်ရထားမယ်ဆိုတဲ့အကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါလိမ့်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။